အင်မတန်မှချစ်စရာကောင်းတဲ့အိမ်မွေးတိရစ္ဆာန်လှလှလေးတွေနဲ့မိတ်ဆက်ပေးပါမယ်။စတာစတာဒီကောင်မျိုးအိမ်မမွေးလို့မရဘူးနော်။အခုပြထားပေးတဲ့မွေကတော့အန်နာဂွန်တာလို့ခေါ်တဲ့ကပအကြီးဆုံးမွေပဲဖြစ်ပါတယ်။ဒီမွေကြီးတွေကအလျား26ပေလောက်ထိရှိပြီးတော့သူ့ရဲ့အလေးချိန်ကပိတ်တဲ့ချိန်နဲ့တွက်မယ်ဆိုရင်160ပိတ်တာလောက်ရှိပါတယ်။ဒီအနာဂွန်တာမွေတွေမှာအစိတ်တော့လုံးဝမရှိဘူး။ အစာရှာတဲ့အခါရန်သူနဲ့တိုက်ခိုက်ရတဲ့အခါမှာဆိုရင်တော့သူ့ရဲ့ကြီးမားလာတဲ့ခန္ဓာကိုယ်ကြီးကိုအသုံးပြုပြီးတော့တိုက်ခိုက်လို့ရှိပါတယ်။အနာဂွန်ဒါမွေကြီးတွေကို အမေဇုန်တောလိုမျိုးစိတ်တော်ကြီးတွေမှာအများဆုံးတွေ့ရတတ်ပါတယ်။အခုပြထားပေးတဲ့မွေမျိုးကိုတွေ့ရင်ကတော့အကွက်လေးတွေလှလိုက်တာဆိုပြီးတော့ရက်ကြည့်မနေဘဲနဲ့မြန်မြန်ပြေးဖို့ပဲပြောချင်ပါတယ်။ဒီမွေရဲ့နာမည်ကိုတော့ Red Cess Viper ကင်မီကောက်မွေလို့ခေါ်ပါတယ်။ သူကကဘာပေါ်မှာအစိုက်အပြင်းဆုံးနံပါတ်1ဖြစ်ပြီးတော့မြန်မာနိုင်ငံမှာလည်းတွေ့ရများတတ်ပါတယ်။ဒီမွေတွေဘလောက်အန္တရာယ်ကြီးလဲဆိုလို့ရှိရင်သူတို့ရဲ့အစိုက်ကလူကိုကိုက်လိုက်ပြီလို့ရှိရင်လူရဲ့သွေးလည်ပန်းမှုနှုံးကိုဗျောင်းမြန်ဖြစ်သွားစေတယ်။အဲတော့ကြတော့သူတို့ကိုက်လိုက်ပြီဆိုတာနဲ့ဆေးကန်းကိုအမြန်သွားရင်တော့မသွားဘူးဆိုလို့ရှိရင်နှစ်နာရီအတွင်းကိုတည်ဆုံးနိုင်ပါတယ်။အခုပြထားတဲ့မွေကိုတော့မွေပက်ကြီးလို့ခေါ်ပါတယ်။နာမည်လေးကချစ်စရာကောင်းပေမဲ့အစိုက်အပြင်းဆုံးထဲမှာပါပါတယ်။ ဒီမွေပက်ကြည့်လေးတွေကသူတို့ရဲ့ရန်သူဒါမှမဟုတ်ရင်သူတို့ရဲ့သားကောင်ကိုတိုက်ရိုက်သွားပြီးတော့တိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့2မီတာအကွာလောက်ကနေပြီးတော့အစိတ်ရည်တွေကိုလှမ်းပြီးတော့ပြစ်နိုင်ပါတယ်။ဒီမွေတွေရဲ့အစိတ်ရည်တွေမျက်လုံးထဲဝင်ရင်မျက်လုံးကွယ်သည့်အထိကိုအန်ရယ်ရှိနိုင်ပါတယ်။အားလုံးပဲခဏညင်ပေးပါ။ဒီမှာတောကြီးမွေဟောက်တွေစီဝဲဝဲလုံနေပါတယ်။ဒီမွေတွေရဲ့နာမည်ကတော့ Monolac Cobra ကုံးမွေဟောက်လို့ခေါ်တယ်မြမပြီမှာတော့တောကြီးမွေဟောက်လို့လူတိများတယ်သူတို့ရဲ့အစိတ်ကကြိုက်လိုက်ပြီဆိုရင် အကြိုက်ခံရတဲ့လူဒါမှမဟုတ်ရင်တတ္တဝါကိုအာယုံကြောတွေထုံထိုင်းပြီးတော့မကြခင်မှာပဲတည်ဆုံးသွားစေနိုင်ပါတယ် ဒီမွေတွေကတော့ကြံ့လိုမျိုးဂျိုပါတယ်အဲ့ဒါကြောင့်သူ့ကိုကြံ့မွေလို့ခေါ်ကြတယ်ဒီကြံ့မွေတွေကမာယာများပါတယ်သူတို့ကတစ်တောနဲ့လိုက်အောင်သူတို့ရဲ့အရာကိုပြောင်းလဲပြီးတော့ပုံးနေနိုင်စွမ်းရှိတယ်ဒီမွေတွေရဲ့အစိတ်ကခန္ဓာကိုယ်တွင်သွေးယိုမှုကိုဖြစ်စေနိုင်တယ်ဒီမွေတွေအကြိုက်ခံလို့ရှိရင်တော့သူကအပြင်ပမှာဒဏ်ရာမရှိဘဲနဲ့ခန္ဓာကိုယ်ရင်းမှာပဲဖြစ်တဲ့အတွက်ကြောင့်မလို့မြင်မြန်သိရင်သိမသိလို့ရှိရင်တော့ခန္ဓာကိုယ်ရင်းမှာပျက်စီးပြီးတော့ရှော့သွားစေနိုင်ပါတယ်။ အန်ရယ်များတဲ့အကောင့်လေးတွေကိုမှချစ်ချင်ပါတယ်ဆိုတော့အူးအူးတော်တော်ကိုကိုမမတွေအတွက်ဒီမွေလေးတွေကိုတော့အိမ်မှာမွေးလို့ရပါတယ်ဒီမွေလေးတွေကိုတော့ corn snake ပြောင်းမွေလို့ခေါ်ပါတယ်အစိတ်လုံးဝမရှိဘူးလူတွေနဲ့ရင်ပါတတ်တဲ့စိတ်နေသဘောထားနူးညံ့တဲ့ကောင်လေးတွေကိုအိမ်မွေးတလိမ့်ဆန်ဖြစ်နေမွေးလို့ရပါတယ်ဒီမွေလေးတွေမွေးရတာဘာကြီးရနေပါတယ်သူတို့ကိုတပတ်မှတစ်ချိန်ပဲအစာကျွေးရင်ရပါပြီ ဒီမွေလေးတွေကိုတော့ဘောလုံးမွေလို့ခေါ်ပါတယ်။သူတို့ကစိတ်ရှည်တီးခံတတ်ပြီးတော့လူတွေနဲ့တော်တော်လေးရင်ပါတဲ့အတွက်ကြောင့်မလို့အိမ်မွေးတလိမ့်ဆန်ဖြစ်နေမွေလို့ရပါတယ်။ဒီဝါဝါနဲ့အကွက်လလမွေလေးကိုတော့ radiculated ဖိုင်သွန်လို့ခေါ်ပါတယ်။ဒီမွေတွေကလည်းအစိမ့်မရှိဘဲနဲ့နူးညံ့တဲ့အတွက်ကြောင့်မလို့အိမ်မွေးတလိမ့်ဆန်ဖြစ်နေမွေလို့ရပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အိမ်မွေးတလိမ့်ဆန်အစ်စ်လေးတွေအများကြီးမွေးနိုင်ကြပါစေ။ဘမိုင်း